မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တော်လန်ကြီးရဲ့စိတ်ဝိညာဉ်ကိုခြာနင်းလိုက်တော့လာရှိုးအညံ့ခံပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်2029ဆစ်စင်ရီမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေကိုမြုံနှံထားတဲ့နေရာမှာပန်းခွေကြအလေးပြုနေတဲ့ MNDA ကောင်းဆောင်ဖုန်တာရင်စစ်ပွဲတပွဲရှုံးနေခဲ့ရင်ပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်တီအရေးအတွက်ထပ်ပို့ပြီးတည်ဆုံစရာမရှိဒါပေမဲ့နိုင်ငံရေးရှုံးနေရင်တပွဲလုံးတည်ဆုံရခြင်းပါပဲဆိုရှယ်မီဒီယာပေါ်ဖြတ်ခနဲတွေးလိုက်ရတဲ့အထက်ပါမှတ်ချက်စကားကအရှင်းမြောက်တိုင်းစစ်ထာ နာချုပ်အလံထောင်ပြီးလာရှုံမျိုးနဲ့တန်းစီဝင်လာတဲ့အာနာသိန်းစစ်တပ်ရဲ့စီရင်တန်းကိုကြည်လျက်ပြည်သူရဲ့ရေတွင်းခန်းစားချက်မှပေါ်ထွက်လာတဲ့လီးနက်တဲ့ခန်းစားချက်ဖြစ်ပြီးသွေးထွက်အောင်မှန်ကန်တဲ့အစကားပါပဲမြန်မာပြည်ရင်းစစ်သမိုင်းမှာတိုင်းဟင်းသားလက်နက်ကိုင်ဖွဲ့ခေါင်းဆောင်တွေကစစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့စစ်ပွဲများကိုတော်လန်ကြီးလို့အမောတင်တစိကပ်ပြောဆိုနေရှိကြတယ် ၎င်းတို့ကိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ERO လို့ခေါ်ဝေါ်မှာစိုက်နှစ်တက်တဲ့သူတွေလည်းဖြစ်တဲ့၎င်းတို့ရဲ့တော်လှန်ရေးကတရားမျှတမှုတိုင်းရင်းသားတန်းတူညီများမှုနဲ့ကိုယ်ကံကြမှာကိုဖန်တီးနိုင်ဖို့အတွက်ဖြစ်တဲ့ဒါကြောင့်တော်လှန်ရေးဆင်နွှဲနေလို့လည်းတရားထူထောင်ကြပါတယ်။ 2021ခုနှစ်ຫນွေဥတော်လိုင်းမပေါ်ပေါင်းမီအထိတိုင်းရင်သားလက်နက်ကိုင်ဖွဲ့ခေါင်းဆောင်တို့ရဲ့ပြောဆိုချက်တွေကို၎င်းတို့ကြီးစိုးရဒေတာမှဒေတာခံနေအပါအဝင်ပြည်သူလူထုအများစုကစစ်မှန်တဲ့စကားတွေဖြစ်တယ်လို့ရှုံးကြည့်သူနှဲပါပါတယ်။အကြောင်းကအဲ့ဒီဖွဲ့တွေကတမိုင်းတလျှောက်စစ်တပ်နဲ့တိုက်ပွဲဖြစ်လိုက်စိစက်ညှိနှိုင်းလိုက်အပြစ်ခတ်ရဲစဲလိုက်တိုက်ပွဲတွေပြန်ဖြစ်လိုက်လုံလာကြတာဖြစ်တယ်။စစ်တပ်နဲ့အဲ့ဒီဖွဲ့တွေအကြားလက်နက်ကိုင်ပဋိပက္ခတန်နေရာဆယ်စုနှစ်များအတွင်းစစ်ဘေးဒဏ်ခါးသီးစွာခံခဲ့ရတဲ့ပြည်သူတို့အတွက်အဲ့ဒီဖြစ်စဉ်တွေကအထူးအဆန်းမဟုတ်တော့ လို့ပြည်သူကိုကောင်းကျိုးမပေးတဲ့မြည်သည့်ဘက်ကမှအယုံကြည်မရှိကြပါဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာလက်နက်အားကိုနဲ့ထပ်မံစစ်အာဏာသိမ်းပြီးတိုင်းပြည်ကိုဆင်းရဲဒုက္ခတွင်းနဲ့ဆွဲချခဲ့တဲ့စစ်တပ်ရဲ့လုပ်ရက်ကိုပြည်သူတရက်လုံးကတင်းခတ်နိုင်စွမ်းကုံဆုံးသွားပြီး စစ်အာဏာရှင်စနစ်ချုပ်ငင်းရင်ရရလက်နက်ဆွဲကင်တော်လန်ခဲ့ကြတဲ့လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာနိုင်ငံတမိုင်းမှာအထူးကြဆုံးပြည်သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ပြည်သူတော်လှန်ပေါ်ပေါက်လာခြင်းဖြစ်တဲ့နိုင်ငံအနှံ့မှာပြည်သူများရရလက်နက်ဆွဲကင်ပြီးစစ်အာဏာရှင်စနစ်တော်လှန်နေခြင်းကိုမြင်တွေ့ရတဲ့အခါပြည်သူနဲ့တူရက်တိမဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချေမုံမဲ့လို့ကြွေးကြော်လျက်လက်နက်ကင်တော်လှန်ရေးစီကြတွင်စီးမျောလိုက်ကြရာတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေတောင်ဖြစ်ပါတယ်။၎င်းက၎င်းတို့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုသာဖြစ်ပြီးပြည်သူတော်လှန်ကိုကုညီယာရောက်တဲ့ တွက်ပြည်သူတွေကလည်းကြိုးဆိုခဲ့ကြတယ်။အဲ့ဒီအချိန်လက်နက်အင်အားပြည့်စုံသွားတက်ဆင်ထားပြီးစနစ်တကျလေးစင်ဖွဲ့စည်းထားတဲ့စစ်တပ်ကိုရှင်ဆိုင်နိုင်တဲ့လက်နက်ကင်တပ်ဖွဲ့တွေဆိုပြီးတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေသာရှိပါတယ်။၎င်းတို့ကပြည်သူ့ဘက်မှရပ်တည်လာကြတဲ့အတွက်ပြည်သူတို့ကအားကိုးခြင်းအဲ့ဒီဖွဲ့များထိန်းချုပ်ရနေမည်ကိုတွားရောက်စစ်ပညာသင်ယူခြင်းအဲ့ဒီဖွဲ့တွေနဲ့တူအသက်ပေးပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခြင်းစတဲ့ဖြစ်စဉ်တွေမှာလွန်ခဲ့တဲ့လေးနှစ်အတွင်းပြည်သူ့တော်လှန်ရေးတရေတီပေါက်ဖွားလာခဲ့တဲ့ဖြစ်စဉ်တွေမဟုတ်ပါလား။ဒီကနေ့အချိန်ထိသမိုင်းမှာမကြုံဘူး ဲအာနာသိန်းစစ်တပ်ကြာရှုံးနေခြင်းကတိုင်းဒေသနဲ့ကင်ဖွဲ့ရရဲ့စွမ်းအားနဲ့စွမ်းရည်တခုတည်းကြောင့်မဟုတ်ပြည်သူထောက်ခံမှုပြည်သူအင်အားပို့ပြီးအလေးမြတ်ပြုရမယ်ပြည်သူတွေရဲ့ပိုင်ဆိုင်နိုင်သမျှချွေးနှဲစာတွေကိုပါရှင်းလင်းထားတဲ့တော်လိုင်းရန်ပုံငွေပေါ်အခြေခံပြီးဖြစ်ပေါ်လာတဲ့ပြည်သူတော်လိုင်းရေးကြောင့်သာအဆိုပါစင်ရေးအောင်မြင်မှုရလဒ်တွေရရှိလာတာဖြစ်ပါတယ် ဒီတစ်ချိန်မှာတမိုင်းတလျှောက်ပြည်သူကိုနှိမ့်ဆက်တပ်ဖြတ်ခဲ့တဲ့တည်ရုပ်တဲ့အာနာသိန်းစစ်ကောင်းဆောင်တွေကိုအမြင့်ဖြတ်ရှင်းလင်းနိုင်တော့မယ်လို့ယုံကြည်မှုတွေပြေဝလာခြင်းလာရှုအញ្ញံခံပွဲဖြစ်စဉ်ကတိုင်းဒေသလက်နက်ကင်ဖွဲ့ကောင်းဆောင်များခံယူထားတဲ့တော်လန်ရဲ့အတိတ်ပဲကိုအရေးကွန်နွာခြားပြလိုက်ခြင်းလားလို့မိကွန်ထဝါတော်မှာဖြစ်ပါတယ်။ဒါအပြင်လာရှုအញ្ញံခံပွဲကဆယ်စုနှစ်များစွာပြည်တွင်းစစ်တမိုင်းတလျှောက်မှာတွေ့မြင်ခဲ့ရတဲ့စစ်တပ်နဲ့တိုက်ခိုက်လိုက်ဆိတ်ဆက်ဆွေးနွေးလိုက်အပြစ်ရလိုက်တန်နရာတပတ်လေခြင်းရဲ့အစားပါပဲ။ကိုကန့်ကောင်းဆောင်ဖုန်တာရင်ကသူ့ပြည်ဖုန်ချ ားရှင်ကဲ့သို့ပဲမိသားစုအကျိုးစီးပွားပေါ်အခြေခံတည်ဆောက်ခဲ့တဲ့ MND ရဲ့လက်နက်ကင်ဖွဲ့ကြီးတစ်ခုသာဖြစ်ပြီး 2029စစ်စင်ရေးစတင်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ထုတ်ပြန်ခဲ့တဲ့ရင်းရဲတောက်ကြီးညာချက်ကိုခေါက်သိမ်းလိုက်ပြီးဖြစ်တဲ့ဖုံချားရှင်ကဲ့သို့ပဲ၎င်းတို့မိသားစုအာဏာတည်ဆောက်နိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်ဆောင်တွေနဲ့အပေးယူလုပ်ခဲ့ပြီးဖြစ်တဲ့ပြည်သူ့ကြောခိုင်းနဲ့အဲ့ဒီလိုအပေးယူတွေကိုအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်မျှော်လင့်နေတာကလည်းလွန်ခဲ့တဲ့၄နှစ်လုံးလုံးဖြစ်တဲ့ကိုကန့်ကောင်ဆောင်တွေရဲ့ဒီချီလန်အတိုင်းရှမ်းမြောက်ကတိုင်းရင်းသားလက်နက်ကင်ဖွဲတွေဖြစ်တဲ့တအောင် DNL ၊ကချင်း KIA နဲ့အရခတ်တတော် AE တို့ဆက်ပြီးလမ်းလာမှလားဒါဆိုရင် င်ပြည်သူတွေနဲ့အတူရပ်တည်ပြီးစစ်အာဏာရှင်စနစ်ချုပ်ငင်းရေးမြည်သည့်အတွက်ကြွေးကြော်ခဲ့တယ်လေ။၎င်းတို့ကိုယုံကြည်စွာနဲ့လာရှိုးမျိုးတိုင်းစစ်စင်ရေးအတွက်ပါဝင်ခဲ့ကြတဲ့လူငယ်တော်လှန်ရေးပေါ်အမြောက်များစွာရဲ့သွေးတွေကလာရှိုးမျိုးလမ်းမတွေပေါ်ဆုံးထင်နေစေမှာပဲစစ်ကောင်စီကားတွေရဲ့ထပ်မံဖြတ်ကျိတ်သွားခြင်းခံခဲ့ရပြီး တစ္ဆာဖောက်ရက်လေးခြင်းလို့တမန်တော်မှနာကျင်စွာခံစားကြရပြီလိမ့်မယ်။ AB လ21ရက်နေ့တနက်တစ်ချက်ပြစ်ဖောက်ရန်မလို့ပဲလာရှုမြို့ကိုပြန်လည်သိမ်းပိုက်ထိန်ချုပ်ဖို့ဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ရင်တန်းကိုမြင်တွေ့ကြရတဲ့အခိုက်အတန့်ကပြည်ရင်းစစ်သမိုင်းမှာမကြုံဘူးတဲ့နောက်ထပ်ဖြစ်ရက်တစ်ခုကိုထပ်မံတွေ့နေရပြီလို့ဆိုကြပါတယ်။ 2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာတလားကျော်ကန်ကြကုတ်ကြကဲမြို့သိမ်းတိုက်ပွဲကြီးဆင်နွှဲပြီးလာရှုံမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုကန် MND တပ်ဖွဲ့ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်ထိန်ချုပ်လိုက်ပြီးဆိုတဲ့သတင်းပြန့်နှံ့ခင်စင်ကလည်းမကြုံဘူးတဲ့ပြည်တွင်းစစ်သမိုင်းဖြစ်ရတဲ့ခုကိုကြုံတွေ့ခဲ့ရပါတယ်။ဒီသတင်းတွေကြောင့်နိုင်ငံနဲ့ရှိပြည်သူများဝမ်းသာပျော်ရွှင်ခဲ့ကြပြီးဒီတစ်ချိန်တော့ဖြင့်စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ဖယ်ရှားနိုင်တော့မယ်လို့ယုံကြည်မှုတွေပြေဝါခဲ့ကြပါတယ်။ဒီဖြစ်စဉ်ကတန်လျက်ပတ်မှာတနစ်ပင်မကြခဲ့ကိုကန်ခေါင်းဆောင်တွေကပြည်သူတို့ရဲ့ယုံကြည်ချက် က်ကိုရိုက်ချိုးပစ်လိုက်ပြီးတော်လန်ဤရဲဘော်လူငယ်များစွာရဲ့အသက်များပေးဆက်ရင်းနှီးကြရတဲ့လာရှိုးမြို့တင်တိုက်ပွဲဖြစ်စဉ်ကိုကောင်းစွာသိရှိခဲ့သူတချို့ထံမှအန်ကျိတ်တန်တဲ့ဒူးထွက်ပေါ်လာတာကဆုံးရှုံးကြရတဲ့အသက်အရေးအတွက်ကရာပေါင်းများစွာဒါမှမဟုတ်ထောင်နဲ့ချီရဲဆိုတဲ့အသက်နေဖြစ်ပါတယ်။ လာရှုံမြို့တိုင်စစ်စင်ရေးပြီးနောက်ပိုင်းတရုတ်နိုင်ငံရှူနန်ပြည်နယ်တွင်စေကူသားမှုခံယူဖို့တွားရောက်ခဲ့ရမှာတရုတ်အစိုးရရဲ့ထိန်းသိမ်းခြင်းခံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးလူမြင်ကွင်းမှာလာနေချီပြောက်သွားခဲ့တဲ့ MNDA ခေါင်းဆောင်ဖုန်တာရင်ကလာရှုံမြို့ကိုစစ်ကောင်စီလက်ထံပြန်လဲထိုးအပ်ပွဲမပြုလုပ်မီရှမ်းမြောက်ရဲ့2029စစ်စင်ရေးမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေမြုံနံထားတဲ့တင်းကျိုင်းကူရီကိုတွားရောက်ပြီးပန်းခွေချအလေးပြုခြင်းအခမ်းအနားတစ်ခုကိုလှုံ့ဆော်ခဲ့ပါတယ်။လာရှုံကိုစစ်ကောင်စီတပ်များလက်ထက်ပြန်လဲထိုးအပ်ခဲ့တဲ့လုံရက်အတွက်ဖုန်တာရင်တယောက်အသက်ပေးတိုက် က်ပွဲဝင်ခဲ့တဲ့ရဲဘော်တို့ရဲ့ဝိညာဉ်တွေကိုတောင်းပန်ပွဲကျင်းပခဲ့တာလားဒါမှမဟုတ်တရုတ်အစိုးရရဲ့ PR ရီအောင်ဒူးထောက်အညံ့ခံနိုင်ရတဲ့၎င်းရဲ့ဖြစ်ရပ်ကိုဖုံးကွယ်ဖို့အဲ့ဒီကဏ္ဍကိုစီစဉ်အသုံးချတာလားဖုန်တာရင်ကိုယ်တိုင်တော့သိပါလိမ့်မယ်ဒီလိုပဲပြောပြော စစ်တပ်ရဲ့အလွန်အင်အားကြီးမားတဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်နိုင်တဲ့ဓီးစွမ်းဆောင်နိုင်ခဲ့ပြီးကိုကန့်သမိုင်းမှာကြီးမြတ်တဲ့အဲ့ဒီအောင်ပွဲကြီးကိုရယူနိုင်ခဲ့တဲ့ကိုကန့်တပ်ဖွဲ့အကြီးအကဲတဦးရဲ့ရန်သူရှိမောင်ဂုံတိခမင်းစွာဒူးထောက်ခဲ့ရတဲ့ဖြစ်ရပင်ဖြစ်ပါတယ်။အဲ့ဒီအတွက်ပတ်လို့အတူအကြောင်းပြစင်ဂျီရီနဲ့ဖုံးကွယ်နိုင်စွမ်းမရှိနောက်နောက်တော်လန်ကြီးဆိုတဲ့ဝဟရာရဲ့ဂုံတိရေကကိုကန့်ခေါင်းဆောင်နဲ့ထိုက်တန်ခြင်းမရှိနိုင်တော့ပါဘူး။ပြည်သူတရက်လုံးရဲ့ယုံကြည်မှုဆိုတာနှစ်ကြိမ်နှစ်ခါရနိုင်ကောင်းတဲ့အရာမဟုတ်ပါဘူး။၂၀၂၄ဇူလိုင်လ၂၁ရက်နေ့က MNDA ထံ ံလက်နက်ချတဲ့စစ်ကောင်စီတပ်အရာရှိတွေနဲ့တပ်သားတွေရဲ့ပုံတွေကိုလည်းထုတ်ပြန်ထားပါတယ်။ ကိုကန့်တက်တွေရဲ့လာရှုအညက်ခံပွဲကြောင့်ຫນွေဥတော်လိုင်းရဲ့စိတ်ဝိညာဉ်တစ်ခုလုံးညှိုးနှွမ်းစေခဲ့ခြင်းကဖုံးကွယ်စေရမလို့တဲ့အမှန်တရားဖြစ်လာပါတယ်။တချို့ကကိုကန့်ခေါင်းဆောင်တွေကຫນွေဥတော်လိုင်းကိုဘလို့မှကုညီပန်ပိုးနိုင်ကြတာမရှိကြောင်းခုခံချေပနိုင်ပါတယ်။ဒါပေမဲ့လာရှုအညက်ခံပွဲကအကြောင်းပြချက်တွေပြည့်ရမလို့အပ်တဲ့ရှင်းလင်းလာတဲ့ဖြစ်စဉ်တစ်ခု။တနည်းအားဖြင့်စစ်အာဏာရှင်တွေနဲ့ဒုရှင်တွဲနေထိုင်မယ်ဆိုတဲ့ကိုကန့်ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကိုလူသိရှင်ကြားကြေညာလိုက်တာဖြစ်ပါတယ်။ဒီနေရာမှာ2029စစ်စင်ရေးကိုကိုကန့်တက်တွေနဲ့ဒုညီနာမဟာမိတ်များဖြင့်လက်တွဲဆင် နေခွဲကြတယ်။တောင်တပ်ဖွဲ့နဲ့အရကတပ်တော်တို့ကလာရှိုးဖြစ်စဉ်ပေါ်သဘောထားထုတ်ပြန်ချက်ကိုအခုဆောင်ပါရှိသားချိန်ထိမပြုတ်လို့ပဲတိတ်ဆိတ်နေတာကိုလေ့လာတွေ့ရှိရပါတယ်။တပ်ဖွဲ့နဲ့တပ်ဖွဲ့ကြားအပြန်အလှန်ကြီးညာချက်ထုတ်ထောက်ခံအားပေးတတ်ကြတဲ့အဆိုပါညီနာမဟာမိတ်ဖွဲ့ရဲ့နှုတ်ဆက်နေမှုက၎င်းတို့ရဲ့ပြည်သူတွေပေါ်စစ်မှန်ရိုးသားမှုကိုအစစ်ဆေးခံရပြီဆိုတဲ့အချက်ကိုသတိပြုမိဖို့လိုအပ်ပါတယ်။အခုကကိုကန့်အလှည့်ပြီးတောင်တပ်ဖွဲ့အလှည့်လာတော့မယ်ဆိုတဲ့ဒါကိုပြည်သူတွေသိနေကြပါပြီ။ တရုတ်အစိုးရကတအောင်းတပ်ဖွဲ့ကို၎င်းတို့နယ်စပ်နန့်ခမ်းမြို့မှာစုခွာခိုင်းမှလာဓမ္မမုတ်ကဘာကျော်တန်ဖိုးကြီးကြောင့်ရဲ့ယန္တနာရီထက်ရှိရာမိုးကုံမြို့မှာစုခွာခိုင်းမှလာတရုတ်အစိုးရရဲ့ဦးဆောင်မှုအောက်မှာစစ်တပ်နဲ့စစ်ဆက်ဆွေးနွေးပါမယ်လို့လူသိရှင်ကြားထုတ်ပြန်ပြောဆိုလာခဲ့တဲ့တအောင်းခေါင်းဆောင်တွေရဲ့ခြေလှမ်းတွေကိုပြည်သူတို့ကအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။ထို့အတူစစ်တပ်နဲ့စစ်ဆက်ဆွေးနွေးညှိနှိုင်းပါမယ်လို့တရုတ်အစိုးရအလို့ကြားကြေညာချက်ထုတ်ပြန်ကြတဲ့အာရခတ်တတော်ကရခိုင်ပြည်နယ်ရဲ့ထူးခြားတဲ့နေမြေတီနီယာအရာတရုတ်ပြည်အားကိုစစ်နက်ဖွဲ့လောက်မရင်ဆိုင်ရတော့လေပြည်နယ်တစ်ခုလုံးစစ်အာဏာရှင်စနစ် အောင်မှလွတ်မြောက်ရေးကြိုးပမ်းသွားမယ်လို့၎င်းတို့ကြွေးကြော်တန်အတိုင်းလှောက်ဆောင်နိုင်မလားစောင့်ကြည့်ရပါလိမ့်မယ်အခုအခါပြည်သူများကိုယ်တိုင်ရွေးချယ်ခဲ့တဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပြည်သူတော်လှန်ရေးအရှိန်အဟုန်ကိုဖြိုခွဲချေမှုန်းဖို့အတွက်တရုတ်အစိုးရရဲ့ ကျိုးပန်းမှုတွေကိုမြေပြင်မှာတိတာစွာမြင်တွေ့လာပါပြီ။လာရှိုးကိုစစ်ကောင်စီလက်ထက်ပြန်လည်ရောက်ရှိဖို့တင်ယုတ်စုရရဲ့ကျိုးပန်းမှုလက်တွေ့ဖြစ်မြောက်လာခဲ့ပြီဖြစ်တဲ့အဲ့ဒီအတွက်တင်ယုတ်စုရခေါင်းဆောင်တွေကရှုံချီမှုမြင်မာလာပြီးအခြားသောတင်ယုတ်နယ်စပ်အခြေဆိုင်လက်နက်ကိုင်ဖွဲ့တွေကိုအလားတူဖိအားပေးမှုတွေအဆများစွာတိုးပြီးလှုပ်ဆောင်လာကြပါလိမ့်မယ်။တင်ယုတ်စုရရဲ့စစ်ကောင်စီဘက်မှရက်တီကူညီနေတဲ့လောက်ရက်ကစစ်အာဏာရှင်စနစ်အတွန်းရှည်ဖို့ကူညီနေခြင်းဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်လျက်ရှိပါတယ်။တင်ယုတ်နယ်စပ်နဲ့ရှမ်းမြောင်မှာတည်ငြိမ်အေဂျင်ကြီးခေါင်းဆောင်နဲ့တင်ယုတ်အစိုးရ ရဲ့ဆွတ်ဖက်မှုတွေမှာမြန်မာနိုင်ငံရဲ့အထောက်ချာအာဏာနဲ့ပြည်တွင်းကိုတစားတစားပြောင်ပြောင်တင်းတင်းဆွတ်ဖက်လာခြင်းဖြစ်ကြောင်းလာရှုမျိုးလမ်းမပေါ်မှာတရုတ်အလံကတ်ထားပြီးပြက်ခတ်ရဲစဲမှုစောင့်ကြည့်ဖွဲ့ကားရန်များလှည့်ပတ်သွားလာနေခြင်းကတသက်တည်းဖြစ်ပါတယ်။တရုတ်ဆွတ်ဖက်မှုကိုစတင်တားဆီးဖို့ကတိုင်းရင်းသားနဲ့ပြည်မတော်လိုင်းဖွဲ့စည်းရေးအကြညညွတ်စွာရည်တည်ပြီးလက်ငင်းအကျိုးစီးပွားထက်ရေရှည်တော်လိုင်းမျိုးမှန်းချက်ကိုဥတီရင်ဆိုင်နေရင်းကအဓိကကြပါတယ်။ကိုကန့်ကောင်းဆောင်တွေကအဆိုပါညညွတ်ရေးကိုကြောခိုင်းခဲ့ပြီး၎င်းတို့တပ်ဖွဲ့ရဲ့လက်ငင်းအကျိုးစီးပွားနဲ့ကောင်း င်းဆောင်ရေးကိုရှေ့ရှုခဲ့ခြင်းဖြစ်ပါတယ်။ကိုကံကောင်းဆောင်များခြေလန်းအတိုင်းအခြားတိုင်းရင်းသားတော်လိုင်းဖွဲ့များလိုက်ပါလာမယ်ဆိုရင်စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးပြည်သူတော်လိုင်းအတွက်ကြီးစွာသောအနောက်ရှက်အနေကြီးကြရောက်လာပြီလို့တတိပေးတုံးသက်တင်ပြလိုက်ရတယ်လို့စောင်းပွားမှရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။